ပစံမရှိလို့အပြာကားရရကနေနာမည်ကြီးလာတဲ့ဂျပန်ကတော့ဂျပန်ကတော့လို့ခေါ်တဲ့အပြာကားရိုက်တဲ့မင်းသားကြီးကစာဝတ်နေအတွက်ပစံမရှိလို့အပြာကားရိုက်ကူခရကနေသူ့ရဲ့ဘဝကြီးကပြောင်းလဲလာခဲ့ပါတယ်။တချို့သောလူတွေကသူ့ကိုအိုက်ရောလို့တင်စားနေပေမယ့်သူကိုယ်တိုင်ကသူ့လို့ရဲ့အတွက်တချို့နေရာတွေမှာမျက်နှာငယ်နေရပါတယ်။အပြာကားတွေရိုက်ကူရင်မြန်မာနိုင်ငံသားတွေကြားအတော်ရပန်းစားတဲ့ကီမိုချီကတချိန်ကဆိုရင်တော့အဆက်တရအဖြစ်ရှိတဲ့သူတယောက်ပါ။တချိန်တုန်းကအပြင်လောကမှာနာမည်မရှိတဲ့လူတယောက်ကအခုချိန်မှာတော့အမောင်လောကထဲမှာကမြန်မာပြည်သားတိုင်းရဲ့နှုတ်ဖျားမှာကွန်မွန်ချီ ဆိုတဲ့နာမည်ကိုစွန့်အောင်လုပ်ခဲ့ပါပြီ။သူ့နာမည်အရင်ကတော့ဆူမီတိုမစ်ဇူကီဖြစ်ပြီးတော့ကျမတို့မြန်မာပြည်သက်ကြီးကတော့အသက်ကျော်ပဲလို့အနေနဲ့သူ့ကိုကီမူချီလို့ခေါ်ကြပါတယ်။မြန်မာပြည်မှာတော့သူကရေပန်းစားတာခုချိန်ထိပါ။လူအများကသူ့ကိုကြည့်ပြီးဘဝကြီးကတာယာမှုတွေနဲ့အပြည့်လို့ထင်ကြပါလိမ့်မယ်။ဒါပေမဲ့သူ့ရဲ့ဘဝနောက်ကွယ်မှာရှိတဲ့တနာစရာကောင်းတဲ့အမှန်တရားတွေကိုတော့သိမသိကြပါဘူး။မစ်ဇူကီကငငယ်တုန်းကပဲမိသားစုရဲ့အကြံဖတ်မှုကြားမှာကြီးပြင်းလာခဲ့ရပါတယ်။၆နှစ်သားအရွယ်မှာသူ့အဖေကိုဆုံးရှုံးခဲ့ရပါတယ်။အဖေမရှိတော့တာနဲ့အမိခင်နဲ့အတူနေခဲ့ပြီးငွေမရှိဘဲ ဲတနေ့တာစားတောက်ရေးကိုခက်ခက်ခဲခဲရုန်းကန်ခဲ့ပါတယ်။ကျောင်းကလည်းပြီးအောင်မတက်ခဲ့ရပါဘူး။ကျောင်းလည်းပြီးအောင်မတက်ခဲ့ရတော့အလောက်ကန်ရှားတာသူ့အတွက်အရန်ကိုခက်ခဲပြီးတော့ပြင်ပန်းခဲ့ပါတယ်။ဂျပန်မှာကျောင်းမပြီးတဲ့သူတွေကအလောက်ကန်ခွန်လန်းနေတဲ့အလောက်ကျန်းတွေသာလောက်ကြရပါတယ်။ အလုတ်ကျန်းလုံရင်တရက်သူစီကိုအပြာကရိုက်ဖို့လူခေါ်နေတဲ့ကုမ္ပဏီတွေကနေလက်ကန်းစာဆောင်တွေရခဲ့ပါတယ်။ဂျပန်မှာအဲ့ဒီလုပ်ငန်းတွေကအသက်ပြည့်ပြီးသားလူတွေတင်ဝင်လုပ်လို့ရနေပါတယ်။မစ္စကီအနေနဲ့မိသားစုဘဝကိုပြန်လည်တည်ဆောက်ဖို့ဒီနေရာတစ်ခုမှာသူခန္ဓာကိုယ်ကိုအသုံးချဖို့ဆုံးဖြတ်ခဲ့ပါတယ်။ဒီလုပ်ငန်းကသူ့အတွက်တော့အရှက်နဲ့တိတ်ခါကိုအပြည့်ရင်းရမှာဖြစ်လို့သူ့အနေနဲ့အချိန်တစ်နှစ်ယူပြီးတော့စဉ်းစားခင်ရပါတယ်။သူ့အတွက်အဲ့ဒီဆုံးဖြတ်ချက်ကတောင်တက်ဖို့ခြေလမ်းမဟုတ်ပဲတောင်ကျဖို့စတင်တဲ့ခြေလမ်းတစ်ခုလည်းဖြစ်လာခဲ့ပါတယ်။ အလုပ်ပထမနေ့မှာတိတ်တခိုးနဲ့ဝင်သွားတဲ့သူကတနေ့အတွင်းမှာတော့သူ့ရုပ်စင်းသဏ္ဍာန်နဲ့မကြည့်ပဲလူကြိုက်များလာခဲ့ပါတယ်။ရုပ်ရှင်ကားတွေများစွာရိုက်ဖို့ပြီးနာမည်ကြီးမင်းသမီးတွေနဲ့လည်းရိုက်ခွင့်ရလာခဲ့ပါတယ်။အသက်40ကျော်လာတဲ့အချိန်မှာတည်းသူကလူသိများတဲ့ event actor ဖြစ်နေတော့မှဒါပေမဲ့သူ့ရဲ့အနာဂတ်ကိုတော့သူတောင်မမြင်နိုင်ခဲ့ပါဘူး။စာရေးတဲ့လူတယောက်လိုပဲသူကသူ့ရဲ့ဘဝကိုထင်ထားသလိုမဟုတ်ဘဲခံပြီးကြံခဲ့ရပါတယ်။သူ့အသက်ရွယ်ကြီးလာတာနဲ့အမျှလူတွေကသူ့ကိုကြည့်တဲ့မျက်စိတွေနဲ့ပြောင်းလဲလာခဲ့ပါတယ်။အလုပ်ကနေလာတယ်။စောင့်ဝင်နေရေးကပြဿနာဖြစ်လာတယ်။တခါတော့ကလူကြည့်ခဲ့တဲ့ သူတယောက်ကနောက်ဆုံးမှာတော့လူတွေဖြတ်သိမ်းဖို့ကြိုးစားနေတဲ့အရာတစ်ခုဖြစ်လာခဲ့ပါတယ်။သူရဲ့ရိုက်ကွန်းနဲ့ရန်နာခံခဲ့ရပြီးကြာဆုံးခန်းကိုရောက်လာခဲ့ပါတယ်။ဒါပေမဲ့မစ္စူကီကမသိမသားနဲ့ဒီဇိုင်းမမတ်နေခဲ့ပါတယ်။သူ့အတွက်ကိုလက်နဲ့ရရင်ရတာပါပဲ။ဘဝစရာပြိုင်ပွဲမဟုတ်ပါဘူး။ခံပြီးရှင်သန်နေရတာပဲလို့သဘောပေါက်လာခဲ့ပါတယ်။ သူရဲ့နောက်ဆုံးတွေ့ကြုံမှုကတော့လူငယ်တွေအတွက်သင်ငန်းစာကြီးတစ်ခုပါမင်းဘဝဘလို့တဲကနေထွက်လာပြီးဘလို့ရွေးချယ်ခဲ့လဲဆိုတာကမင်းဘဝရဲ့အတိတ်ပဲပဲလို့ဂျပန်ကတော့ကပြောခဲ့ပါတယ်လူကြားထဲမှာအသက်ငယ်ငယ်လှုပ်ခဲတဲ့အရာတွေအတွက်သူ့အရွယ်တစ်ခုရောက်လာတဲ့အခါမှာလူတွေရဲ့ရှုံချတာတွေအထင်သေးတာတွေကိုခံခဲ့ရပါတယ်တယောက်ချင်းနဲ့တကားပိတ်အတွက်မှရိုက်ကူးခဲ့ရတဲ့ဘဝတစ်ခုကလူတယောက်ရဲ့ပျော်ရွှင်မှုမဟုတ်ပဲလိုအပ်ချက်နဲ့ဖြစ်လာတဲ့ဆိုတာဆိုမီတိုမစ်ဆူကီရဲ့ဇလန်းကပြသနေပါတယ်ရှင် ဟုတ်ကဲ့ပါဒီနေ့ဗီဒီယိုထဲမှာတော့ဂျပန်ကရုံအကြောင်းပြပြပြီးသွားခဲ့တာပါဒီလိုစိတ်ဝင်စားဖွယ်ကောင်းတဲ့ဗီဒီယိုတွေကိုဆက်လက်ပြီးတော့ကြည့်ရှုခြင်းနဲ့ဆိုရင်တော့ကျွန်တော်တို့ဇော်တဲ့အောင် Share Channel လေးကို Like and Subscribe လေးလုပ်ထားပေးပါဦးနော်